ားလုံးပဲမင်္ဂလာပါဝိပတ်မှာတော့ပုံမှန်တစ်ဆက်ပြီးနေကြဖြစ်တဲ့တောကျုံ30ချက်အစီအစဉ်အစားဘုရဘထိတန်လီတွေတဲ့ဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေကိုထုံထုတ်ပြီးတော့တင်ဆက်ပေးပါဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေအနေနဲ့မှာဆုံးစနေညမှာကန်သွားမဲ့ပရီးမီးယားလိပွဲစဉ်တွေကပွဲစဉ်2ပွဲကိုရွေးချယ်ပြီးထားပါတယ်ပထမအသင်းကတော့မန်စီးတီးပါမန်စီးတီးကအေဗာတန်ကိုမူလားတည်စေတင်းနှုတ်တရာဆိုပြီးကြောပေးထားတာကနေတင်းနှုတ်90ဆိုပြီးတော့ပြ90ချက်ဆင်းလာတာကိုတွေ့ရတယ် ဂိုးပေါင်းစေးကတော့တည်ငြိမ်နေတယ်လို့ဆိုရပါမယ်။မစီတီကစားသမားအများစုနန္ဒကာပွဲကာလမှာပွဲပန်းနေတယ်လို့ယူဆထားလို့ဈေးကျဆင်းလာတယ်လို့ဆိုရမှာဖြစ်ပြီးတော့အေဗာတန်ရဲ့မကြုံးမှုကလည်းအရှင်သင်းအနိုင်ရရင်တော့မှဂိုးပြက်ွက်မရှိဘူးလို့အရှာဈေးကွက်ဖွင့်လှစ်သူတွေအနေနဲ့တက်ဆထားပုံရပါတယ်။ပရီးမီးယားလိမှာဈေးကွက်အရထူးခြားနေတဲ့နောက်ပွဲစဉ်တစ်ပွဲကတော့အာဆင်နယ်နဲ့ဖူဟန်ပွဲပါ။ဒီပွဲစဉ်မှာအာဆင်နယ်ကဖူဟန်ကိုမူလတည်စေတပေါင်း90ဆိုပြီးတော့ကြောပေးထားပြီးတော့လက်ရှိမှာတလုံးသေးဆိုပြီးတော့ဈေးမြင့်တက်လာတာကိုတွေ့ရတယ် ပြီးခဲ့တဲ့နေရာစီဆက်ဖူဟန်ကွင်းမှာအာဆင်နယ်တို့ဒီလိုမျိုးပဲတလုံးသေးဝင်ရိုးနဲ့အကျော်ပေးခဲ့ဘူးပြီးတော့တပွဲသေးတပွဲရှုံးရလဲထွက်ပေါ်ခဲ့ပါတယ်ဒါတို့ကြည့်ရင်ဖူဟန်ကွင်းခရမန်ကော့တေ့ချ်မှာအာဆင်နယ်တို့ရုံးကန်ရလေးရှိတာကိုသတိပြုရမယ်မြင့်တက်လာတဲ့အကျော်ပေးမှုအရလက်ရှိမှတ်ပေးစရာကိုဦးဆောင်နေတဲ့အာဆင်နယ်ကလန်ဒန်ဒါဘီပွဲစဉ်မှာလိနိုင်မွဲဆက်သွားမလားဆိုတာကိုတော့စောင့်ကြည့်စဉ်းစားရလဲကောင်းတယ်ဖြတ်သန်းထားတဲ့လိအိမ်ကွင်း၃ပွဲစလုံးရှုံးပွဲမရှိဘဲနဲ့ခုနမရအောင်ထားနိုင်တဲ့ဖူဟန်အသင်းရဲ့လောအားနှုန်းကလည်းပြန်ဆိုင်မှုပြင်းထန်မဲ့ဒါဘီပွဲကောင်းဖြစ်ရှိနေပါလိမ့်မယ် စကွက်ရထူးခြားနေတဲ့နောက်ပွဲစဉ်တပွဲကတော့ဘွန်နလီကာပွဲစဉ်တပွဲဖြစ်တဲ့ live set နဲ့ hamburg ပွဲပါဒီပွဲစဉ်မှာ live set က hamburg ကိုမူလတည်းစေတနှုတ်20အကျော်ပေးထားပြီးတော့လက်ရှိမှာတနှုတ်80ဆိုပြီးတော့အကျော်ပေးမှုမြင့်တက်လာတာကိုမြင်ရတယ်ဂိုးပေါင်းစင်းကလည်း3950နဲ့3နှုတ်100ဆိုပြီးတော့ပြ90ထပ်ပြီးမြင့်တက်လာတာကိုတွေ့ရတယ်ဒီဟာဒီမှတ်ပေးစရာအဆင့်3မှာရှိနေတဲ့ live set က သူ့ထက်မှရှိတဲ့စစ်တကဘန်မျိုးနည်းနဲ့အစစ်နဲ့မှရက်တည်နေတဲ့ဒေါမုံတို့ဂူတပတ်မှာဒီနေ့သင်းထိုက်တိုက်တွေ့သွားဖို့ရှိတာကြောင့်မို့လို့လဲဒါကိုအခွင့်ကောင်းယူသွားမယ်လို့အာရှဇေကွက်ဖွင့်လှစ်သူတွေအနေနဲ့တွက်ဆပြီးတော့ဇေကွက်မြင့်တင်ထားဖို့ရပါတယ်။ဟမ်ဘန်နဲ့6ချိန်တွေ့ဆုံခဲ့တဲ့နေရာမှာ၄ချိန်နိုင်ထားတဲ့ live set အသင်းနေနဲ့အစင်လာမှာလည်းအသာစီးရထားတာကိုမြင်ရမှာပါ ဇေကွေရထူးခြားနေတဲ့နောက်ထပ်ဂျာမနီပွဲစဉ်ပွဲတစ်ပွဲကတော့ဟူဘတ်နဲ့စတုဂတ်ပွဲစဉ်ဖြစ်ပါတယ်။အစလင်းနေရာမှာယက်တီနေတဲ့စတုဂတ်က65မှာရှိနေတဲ့ဟူဘတ်ကို level 10လောက်ပဲကျော်ပေးထားပြီးတော့ဂိုးပေါင်းစရာတော့သုံးလုံးတည်ဆိုပြီးတော့ဈေးပြင်းနေတာကိုမြင်ရပါတယ်။ဟူဘတ်ကွေးမှာတွေ့ဆုံတဲ့နောက်ဆုံးနှစ်ကြိမ်ဆက်စတုဂတ်တို့ level 90ရှုံး၊ level 80ရှုံးဒီလိုတွေကျော်ပေးထားတာကိုနဲ့ချိန်ထိုးကျင်တော့ဒီကြိမ်စတုဂတ်ရဲ့ကျော်ပေးမှုကပျော်ပြောင်းနေတယ်ဆိုတာထင်ရှားပါတယ်။ ဘူဘက်အင်ကွင်းမှာနှစ်သိန်းဆုံခဲ့တဲ့နောက်ဆုံး၃ပွဲလုံးဂုဏ်ယူထားတာကိုမြင်ရပြီးတော့အနိုင်ဆုံး၄ခုဖြစ်ခဲ့တဲ့အစင်လာရအပြန်လန်သွင်းကိုထပ်မံမြင်တွေ့ရအောင်မလားဆိုတာလည်းစောင့်ကြည့်သွားမယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ဈေးကွက်ရထူးခြားနေတဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့လာလီဂါယန်ဝန်းကဘီလာရီယန်နဲ့ဖက်တေတိုရဲ့ပွဲစဉ်မှာ ဒီဘွဲဇစ်ကွက်ထူးခြားမှုအနေနဲ့ဒီဘွဲမှာဂိုးပေါင်းစင်းဝင်ယူတာတဆင့်မြင့်လာတာကိုမြင်ရတယ်။အာရဇစ်ကွက်ဖွင့်လှစ်မှုဂိုးပေါင်းစင်းမူလားတည်စေနှစ်နှုတ်တရားနေ၃ပေါင်း၃၀ဆိုပြီးတော့အတော်လေးမြင့်တက်လာတာကိုမြင်ရတယ်။ဗီလာရဲ့ကွင်းနောက်ဆုံး200ဒီဆက်ဗတ်တစ်သင်းကငကိုတကူဆိုတဲ့ရာလန်နဲ့အနိုင်ရထားတဲ့အစင်လားဒီဒီချိန်လဲဘော်ဒီအောက်ကျင်းနဲ့ဂိုးပေါ်အောင်သွားမလားဆိုတာကိုစဉ်းစားစရာဖြစ်ပါတယ်။ဇစ်ကွက်ရထူးခြားနေတဲ့နောက်ပွဲစဉ်တစ်ပွဲကတော့စီးရီးရန်ဝန်ကတိုရီနိုနဲ့နာပိုလီတို့ရဲ့ပွဲပါ။ ီဘွဲမှာအင်ရှင်တိုအီနိုနာပိုလီကတက်ပေါင်း80ဈေးကျော်ပေးထားပြီးတော့ဂိုးပေါင်းစင်းနှစ်နှုတ်50ဆိုပြီးဖွင့်လှစ်ထားတယ်။နာပိုလီရဲ့မူလပေါ်ဒီဇေးတက်ပေါင်း300ကနေအနည်းငယ်ကျဆင်းလာတာကိုမြင်ရပြီးတော့ဂိုးပေါင်းစင်းကလည်းနှစ်နှုတ်တရာဆိုတော့ဖွင့်လှစ်မှုကနေဝင်ရိုးတစ်ဆင့်ကျဆင်းလာတာကိုမြင်ရတယ်။တိုအီနိုကင်းတွေ့ဆုံခဲ့တဲ့နောက်ဆုံး6ချိန်မှာနာပိုလီတို့တပွဲပဲဂိုးပေးခဲ့ရပြီးတော့ကျန်တဲ့9ပွဲမှာဂိုးမပေးထားတာကိုလည်းမြင်ရတယ်။အဲ့၆ပွဲမှာ၄ပွဲတိတိဂိုးအောင်ဝင်ခဲ့တဲ့မှတ်တမ်းရဒီချိန်လဲအာရှစီကွယ်ဖွင့်လှစ်သူတွေအနေနဲ့ဂိုးနဲ့ဘက်မှာရှိနေတယ်လို့တွက်ဆထားမှရပါတယ် အီတလီစီးရီးမှာပဲဇစ်ကွက်ရထူးခြားနေတဲ့နောက်ပွဲစဉ်တစ်ပွဲရှိပါတယ်အဲ့ဒါကတော့ရိုမားနဲ့အင်တာမီလန်တို့တွေ့ဆုံနေတဲ့ပွဲပါ ဒီပွဲမှာအင်တာမီလန်ကရိုမာကိုလေဗယ်50ချုံကျော်ပေးထားပြီးတော့ဂိုးပေါင်းစေးရ290ဆိုပြီးဖွင့်လှစ်ထားတယ်။မူလဘော်ဒစီတဲ့အနေထားအနေနဲ့အင်တာမီလန်ကလေဗယ်50ချုံဆိုပြီးတော့မြင့်တက်လာပေမဲ့ရိုမာကွင်းနောက်ဆုံး2ချိန်မှာအင်တာမီလန်ကလေဗယ်100ချုံဒီပါကျော်ပေးထားမှုတွေနဲ့ချိန်ထိုးခြင်းဈေးပြင်းနယ်လို့သတ်မှတ်လို့တော့မရဘူး။ဒီပွဲစဉ်ကလည်းမူလဂိုးပေါင်းစေး280ရနေဝင်ရုံးစင်နေဆင်းပြီးတော့290ဆိုပြီးဖြစ်လာတာကြောင့်အခြားစကွက်ဖွင့်လှစ်သူတွေအနေနဲ့ဂိုးအောက်ဘက်မှာရှိနေတယ်လို့တွက်ဆရပါတယ်။ ခုတစ်ဆက်ပေးခဲ့တာကတော့စနေညပွဲစဉ်တွေလေကဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေကိုတွဲဆမှုအစင်လာရခင်ရာသီတွေကဈေးကျော်ပေးမှုမှတ်တမ်းတွေနဲ့ချိန်ထိုးပြီးတော့သုံးသပ်ပေးထားတာဖြစ်ပါတယ်။ဒီဗီဒီယိုကြည့်ပြီးတော့လည်းဘောလုံးပြည့်သက်တွေအနေနဲ့ပွဲရွေးချယ်မှုတွေမှာအထောက်အပံ့ပြုနိုင်မယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ်။